ာမင်းသမီးဘုခန်းရဲ့သမီးဆိုတာကိုသူကတော့မှသူ့ကိုမပြောခိုင်းဘူးဘတော်ကမပြောခိုင်းဘူးအဲ့လိုမျိုးပေါ့နော်အခုချိန်ထိပဲအခုရှင်သွားလဲပြီးမသိဘူးမင်းကကိုယ့်ကိုသွားဟုတ်ဆိုတော့ကိုယ့်လေးကလည်းတိတ်ရုပ်ကလည်းတိတ်မတူဘူးတိတ်မတူတော့ဘူးဝိစားတာဟောနော်တိတ်မတူအခုကျမသူ့ဘာသာသူသိသွားတာကိုယ်ကလည်းအဲ့လိုပေါ့အရင်ကိုစပြထားတာတွေလည်းမရှိခဲ့ဘူးသူရှုတင်နေပါလေငငယ်ငယ်တွေကမလိုက်ရဘူး အမေငငယ်လေးတွေကအမေနဲ့ပြောတဲ့စကားရှိရပါတော့အမေဒီသူအနုပညာလမ်းကြောင်းတစ်လျှောက်လုံးကိုတန်တန်ရှင်းရှင်းနဲ့ဘာစကန်ဒယ်မှလည်းမထွက်ဖဲနဲ့ဒီလိုမျိုးနေတာရေအကုန်လုံးကငါနောက်တစ်ချိန်မွေးလာမယ်ငါသားသမီးအတွက်ဆိုပြီးတော့အမေကအမေနဲ့ပြောလေးရှိရပါတော့အဲ့လိုမျိုးအမေကပြောလေသမီးကပို့ပြီးတော့စူးစမ်းပြီးတော့ဒီအနုပညာလမ်းကြောင်းကိုတန်တန်ရှင်းရှင်းဖြူဖြူစင်စင်နဲ့ရှောက်လမ်းရမယ်ပေါ့နော်ဟို jeans ကတော့ပါလာပေါ့သူတချင်းဆိုလာဘာကလာအရန်ပါတယ်ခုနလအထိကိုဝင်ခုနလအထိကိုကချင်းဆိုခဲ့တဲ့အခါကျတော့ အဲဂျံပြိုးတွေတော့ဝါသက်သူကပါလာပြီးသားလေရုပ်ရှင်ရိုက်ဖို့ဝါသနာပါလာလဲသူကသူပါလာပြီးသားပဲဒါပေမဲ့အရင်ငယ်ငယ်တုန်းကဟိုပေါ့ဒီတဲကိုဟိုစိတ်အရင်ကိုညှက်သွားမှကြောက်လို့အဓိကတော့ဟိုပညာရေးလေးကိုတော့အမကတော့နည်းနည်းလေး main ထားခဲ့တာအဲ့ဒါကြောင့်မို့လို့လေမခေါ်တော့ပေါ့ကလေးကလေးလှုပ်လှုပ်အဲအဲ့လိုလူကြီးကလည်းကားလူကြီးလည်းလူကြီးလှုပ်လှုပ်မယ်ပေါ့ ပွဲလေးကတော့ NTC ရဲ့ဖိတ်ကြားမှုနဲ့ဒီနေ့ပွဲလေးကိုတာရောက်ဖြစ်တာပါရှင်။ဟုတ်ပါ့။ဆင်ဖိတ်လေးပါလာကြပါဘာ။အဲသူ့ကိုသူ့ကို main ထားပြီးတော့ဖိတ်တာပေါ့နော်။အရန်ကောင်းတဲ့အစီအစဉ်မှာဟုတ်ဟုတ်ဟုတ်ဘာပဲဖြစ်ပါမျိုးဆက်သစ်တွေအများကြီးလိုပါတယ်။အာတကယ်လည်းအလုံနိုင်တဲ့ကလေးတွေအပြင်ဘက်မှာအများကြီးအဲတွေ့မြင်နေရတယ်ပေါ့နော် TikTok ပေါ်မှာပဲဖြစ်ဖြစ်အာဒီလို Facebook ပေါ်မှာပဲဖြစ်ဖြစ်ချောလှပြီးတော့အာအမှုရာစာလုံနိုင်တဲ့ကလေးတွေအများကြီးအပြင်မှာရှိရပေါ့ ဒါလေးတွေဒီလိုလေးလုတ်ပေးတာတော့တကယ်တကယ်ကောင်းတဲ့အစီအစဉ်ပါဟုတ်ကိုတော့ကလည်းအဲ့လိုတခုလုတ်ခဲ့ဘူးတယ်အဲ့ဒါတော့ကိုကိုရိုင်ပေါ့ကလေးတွေကိုယူရတဲ့အချိန်မှာကိုကိုရိုင်ဝင်ပြီးတယုတ်ပြပြီးတော့ပေါ့နော်အဲ့ဒါလေးတော့လုတ်ခဲ့ဘူးတယ်ဆိုတော့ဒါဒီစစ်စရာတော့အရန်ကျဲ့ပြန့်ပြီးတော့အရန်ကောင်းတော့ဟိုသူပဲသွားစီခြင်းလေအမတို့ကဘာစော်လေးဟိုအေးအမအမရဲ့ဆန္ဒပါသူကသူသူကသူဆိုသူသူလမ်းလေးနဲ့အဲသူတို့ခင်နဲ့သူတို့အမြင်သူတို့အသည့် အဲ့ဒါလေးနေနဲ့သွားစီချင်တာအမဘက်ကတော့လေသမီးဘက်ကိုလည်းမေးပါအောင်သမီးကတော့ဘလို့ပဲတိတိပါမမေးသမီးနေနဲ့ပဲတိတိသမီးကသမီးဟိုကျူးစိုင်းနေနေရတခုရောက်လို့ audition ပို့နေနဲ့ပဲတိတိသမီးကဘလို့ပဲတိတိဝမ်းတာပါတယ်ဘလို့ပဲဖြစ်ဖြစ်သမီးကိုအဲ ဘယ်လိုပဲဖြစ်ဖြစ်ရှိနေရဲဆိုတဲ့ဟာလေးတခုကိုသိနေပေးရတယ်သမီးကဝမ်းသာပါတယ်ဟုတ်အခွင့်အလမ်းကတော့ပုံမရှိတယ်လို့ခံစားရတယ်ပေါ့နော်အနည်းပညာမျိုးရိုးရှိရအဲ့ဒါပုံပွင့်နေနေပြောရပါဟိုတော်တော်များများဒီလိုမျိုးအနည်းပညာမျိုးရိုးရှိတယ်ဆိုရင်အဲပို့ပြီးတော့လွယ်လိမ့်မယ်အဲအဲ့လိုမျိုးထင်ကြတာပေါ့နော်ဒါမဲ့ဒီလိုမျိုးရှိနေရတော့ဟိုဟိုအော်ရဲ့အမြင်ပေါ့နော်အော်ရဲ့အမြင်ဆိုတော့လူမျိုးရှိနေရလေးကပို့ပြီးတော့တော့ခက်ခဲတာကြီးရှိရပေါ့နော်ဟုတ်ကိုပေါ့ကိုကိုတို့ပဲကိုချုံမှာအဲ့လိုဘာဖြစ်လို့လဲဆိုတော့လေ ဟို weight ဆိုတာကလည်းဟို weight ဆိုတာကလည်းဟိုအခုခေတ်ကတော့သုံးတဲ့သုံးတဲ့နေရာကိုဟိုသုံးရတာအဆင်ပြေတယ်လေအဲသုံးတဲ့နေရာမှာသုံးမှာ weight ဆိုတာလည်းဘာပဲဖြစ်ဖြစ်ဟိုတစ်ခါတည်းရန်ကြတော့လေဟို weight ဆိုတာကြီးကကိုယ့်အတွက်အလောင်းရည်ကြီးများဖြစ်နေမလားပေါ့အဲအဲ့ဒါမျိုးလည်းအအမတို့ကအဲ့လေမမေကတော့ပေးမတော့ပါအဲ့လိုပေါ့စိုးရိမ်တယ်ပေါ့နော်ပေးမတော့ငငယ်တည်းကမင်းကကြောက်စားအထင်ကကြောက်စားအထင်ကအမင်းသမီးဘုခန်းရဲ့သမီးဆိုတာကိုသူဘတော်မှသူ့ကိုမပြောခံဘူး ဘတော့မပြောခိုင်းဘူးအဲ့လိုမျိုးပေါ့နော်အခုချိန်ထိပဲအခုရှူတင်သွားလဲပေးမသိဘူးမင်းကကိုယ့်ကိုသွားတရားပေးတယ်လေတိတ်ရုပ်ကလည်းတိတ်မတူဘူးတိတ်မတူတော့ဘူးဝိစားတာဟောနော်တိတ်မတူဘူးအခုကျမသူ့ဘာသာသူသိသွားတာကိုကလည်းအဲ့လိုပေါ့အရင်ကိုချက်ပြထားတာတွေလည်းမရှိခဲ့ဘူးသူရှူတင်နေပါလေငငယ်တွေကမလိုက်ရဘူးမလိုက်ရအခုကြီးရောမှသာကားလိုက်မောင်းပို့ပေးတာတို့ဘာလို့ပဲလောက်တာဟုတ်ငငယ်တွေကသူ့ကိုမခေါ်ဘူးမအားလို့ရုပ်ရှင်ရိုက်ကွင်းကိုလုံးဝမခေါ်ဘူး ့အဲ့လိုမခေါ်တာမဟုတ်ဘူးငငယ်တည်းကဟိုအမတို့လူကြီးတွေဆုံးမတဲ့စကားရှိရလူကြီးကလည်းလူကြီးအလုံးလုံးတဲ့အဲကလေးကလည်းကလေးအလုံးလုံးပါပဲပေါ့နော်အဲ့ဆိုတော့သူတို့ငငယ်တည်းကတော့ចောင်းစာလုပ်စင်လဲចောင်းစာပဲလုပ်အခုကဟို jeans ကတော့ပါတာပေါ့သူတချင်းဆိုတာဝါသနာအရန်ပါတယ်ခုနလအထိကိုဝင်ခုနလအထိကွာချင်းဆိုခဲ့တဲ့အခါကျအဲဒါပြောနေတယ်သူ့ဟာတဲ့သူကပါလာပြီးသားလေရုပ်ရှင်ရိုက်ဖို့ဝါသနာပါလာလဲသူ့ဟာသူပါလာပြီးသားပဲဒါမဲ့အရင်ငယ်ငယ်တုန်းလေးက ိုတော့ပေါ့ဒီတဲကိုဟိုစိတ်အရင်ကိုနှက်သွားမှကြောက်လို့အဓိကတော့ဟိုပညာရေးလေးကိုတော့အမကတော့နည်းနည်းလေး main ထားခဲ့တာအဲ့ဒါကြောင့်မလို့လေမခေါ်တာပေါ့ကလေးကလေးလုံလုံအဲအဲ့လိုလူကြီးကလည်းကားလူကြီးကလူကြီးလုံလုံပဲပေါ့ဟာဆိုမတူတော့ခစ်တရမတူတော့လေအမကကြတော့လေ ဟိုအနုပညာဆိုရဲအနုပညာသမားတွေကနာမည်လေးရလဲအနုလေးပဲဖြစ်တာအမှန်တော့ဖြစ်ရတဲ့လမ်းတွေကအရန်ကြမ်းပါတယ်အမဆိုရင်အမအရှင်မင်းသမီးဘဝကလေး900ရရခဲ့တယ်သူကကြိတ်ရအကွဲပြဲနေတယ်ပေါ့နော်အရန်ပင်ပန်းတယ်အရန်ပင်ပန်းတယ်ဒရမာမင်းသမီးတွေကပင်ပန်းလားဆိုတော့သူတို့လည်းပင်ပန်းတာပဲအပြောင်းနေတဲ့အချိန်မှာထားရုပ်တရက်ငွေချင်လဲလို့ပါလေအခုစိတ်မကောင်းဖြစ်တဲ့အချိန်မှာဒါတွေကဘာပဲဖြစ်ဖြစ်ရင်ပတ်ကြီးနဲ့နှလုံးသားကြီးနဲ့ခံစားပြီးတော့လုံရတဲ့အလုပ်ဖြစ်တဲ့အတွက်ဒါလည်းကျန်းတာပဲ ကိုသမီးလေးကိုကျတော့ဒီလိုကျန်းသာလူလာတွေကိုအသူ့ရဲ့အသက်အရွယ်နဲ့တိလာတာကိုပဲအမတော်လိုချင်တယ်ဟိုနေရဒါကိုဖြစ်အောင်လုပ်ဒါကိုလုပ်ရမယ်အဲမင်းသမီးပြောင်းလုံးအောင်မယ်အစိုးရဖြစ်အောင်လုပ်အောင်မယ်အရန်ကြီးပေါ့နော်အဲ့လိုမျိုးကြီးတော့အမမအဲ့လိုမျိုးမရှိဘူးဟုတ်ဟုတ်ပရက်ရှာကြီးအတူကိုမပေးဘူးပေါ့နော်အတူအတူအရောင်လေးတွေတန်းလာပြီဆိုလို့ရှိရင်သမီးလေးကမလုပ်ချင်တာလေအမတို့ကဆွေးနွေးတဲ့ ဆွေးနွေးတယ်ပေါ့တကယ်ချင်းလို့ဟိုပေါ့တာမီတာဘာတောင်းရောက်ကအဲ့လိုဆွေးနွေးတာလေးတွေရှိတယ်ပေါ့နော်ရှိတဲ့အခါကျတော့အဲ့ကြတော့မှပဲသူ့ကိုပုံမှန်လေးလေးမေးပြီးတော့သူဖြစ်ချင်တာလေးကိုကိုကနောက်ကနေပြီးတော့အယောင်လေးတွေပေါ့ဆွေးနွေးတာပေါ့ဒါဆိုတရားဒီလိုဖြစ်မယ်တရားဟုတ်လို့ဖြစ်မယ် choice ပေါ့အမငငယ်ငယ်လေးကတမီးကိုစားစရာလေးကစား choice လုပ်ခိုင်းတယ်သူကိုယ်တိုင်ရွေးပေါ့နော်အော်အမေငငယ်လေးတွေကအမေနဲ့ပြောတဲ့စကားရှိရပေါ့နော်အမေဒီသူအနုပညာလမ်းကြောင်းတစ်လျှောက်လုံးကို တန်တန်ရှင်းရှင်းနဲ့ဘာစကန်ဒယ်မှလည်းမထွက်ဖ ೇನೆ ဒီလိုမျိုးနေတာရေအကုန်လုံးကငါနောက်တစ်ချိန်မွေးလာမယ်ငါသားသမီးအတွက်ဆိုပြီးတော့အမေကအငြင်းနဲ့ပြောလို့ရှိရပေါ့နော်အဲအဲ့လိုမျိုးအမေကပြောလေသမီးကပို့ပြီးတော့စူးစမ်းပြီးတော့အဲပို့ပြီးတော့ပြောပြမယ်ဒီနုပညာလမ်းကြောင်းကိုတန်တန်ရှင်းရှင်းဖြည်းဖြည်းစင်စင်နဲ့ရှောက်လမ်းရမယ်ပေါ့နော်မိစီကနေပြီးတော့အဲ့လိုမျိုးပညာတွေအများကြီးရပါတယ်ငယ်ငယ်လေးကအမေကအငြင်းနဲ့အဲ့လိုပြောလို့ပေါ့အဲအဲ့လိုမျိုးဘာလဲဒီကောင် ဒါပေမဲ့တမိသားဆိုတော့ဟောဟောစိတ်ပါဆိုမမေးချက်လည်းစိတ်ပါတယ်ဘယ်လိုပြောရလဲအဲခဏရင်ရှိပါတယ်ဘယ်လိုဖြစ်ကိုသဘောကျနေတယ်အလုပ်ကိုလုပ်ကြဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပါဘူးခဏရင်ရှိရွေးချယ်တဲ့အလုပ်ကကိုခဏရင်ရှိလားအရင်ဆုံးဆုံးဖြတ်ပြီးတော့မှအလုပ်လုပ်ပါလို့ဘယ်အလုပ်ကိုပဲလုပ်ဒါပေမဲ့ပြီးတော့ဘယ်အလုပ်ကိုလုပ်လို့ဝမ်းစာပေါ့နော်ဖြစ်ပေးပါအဲ့ဒါလေးကတော့တမိကိုအမြဲတမ်းပေါ့ဟိုပြောတဲ့စကားလေးပေါ့နော်အမြဲပြောစကားလေးပေါ့အဲဒီနောက်ပွင့်လဲဆိုတော့အတိကတော့အကုန်လုံးကတော့ ဘယ်လိုပဲဖြစ်ကြီးကလူတွေအကုန်လုံးသူတို့ဖြစ်မမင်းနဲ့တူတူအလုပ်တွဲလုပ်ခဲ့လို့ဆိုအခုသမီးနဲ့တူတူပြန်ပြီးလုပ်တွဲလို့တော့လေသမီးကိုသမီးလေးကြောက်လို့ပဲအန်ဒီဆိုမိုကြီးဆိုရင်အဲသမီးနဲ့ဆောင်တာနှစ်ကားရှိပေါ့နော်နှစ်ကားလုံးအမေလိုပဲအဲနှစ်ကားဆိုသမီးရဲ့အမေလို့ရတာဆိုတော့လေအဲ့လိုအမေကြောက်လို့ပဲဆောက်ရှောက်ပေးတယ်တင်ပေးတယ်အဲ့လိုပေါ့ဟုတ်အကုန်လုံးအပ်ပါတယ်အမကတော့အာဘာပဲဖြစ်ဖြစ်သမီးနဲ့တွေ့ချွတ်တွေ့တွေ့တွေ့အကုန်လုံးကသမီးရဲ့ဟိုဟာတွေဆိုလို့ရှိရင်တို့ဟိုဟာပေါ့အဓိကတော့ ဒရိုက်တာအစားပါနော်အကုန်လုံးကိုနဲ့ဟိုဖြစ်တဲ့လူတွေအကုန်လုံးကိုတမီးကခေတ်ကတော့ကြောက်တော့နားထောင်တယ်